10ရောက်လို့ရှိရင် AI တွေစိုးမိုးလာတော့ခါကြတိုင်းနဲ့အတူအခြေခံလူသားစားရေးအတွက်စာပြပြပလန်ဆိုတာလူတိုင်းကဆောင်ရွက်တင်တယ်လို့ထင်တယ်ဒီ AI တွေက2050ကျလို့ရှိရင်လူသားအလုပ်သမားရဲ့နေရာမှာလုံရန်သူ AI တွေကအစားထိုးဝင်ရောက်လာတော့မယ်အဲ့ခါကျလို့ရှိရင်ဘယ်လူသားစားအတွက်ကအဆင်ပြေလဲဆို တက်ဆိုင်ရှိလူတန်းစားတွေအတွက်ကအဆင်ပြေတယ်။ကိုယ့်ရဲ့လုပ်ငန်းခွင်နေမှာအရင်တော့ကဒီလူသားအလုပ်သမားတွေနေရာမှာဒီ AI တွေကိုအစားထိုးတဲ့အခါကျတော့အလုပ်သမားတွေကိုပေးရမယ့်လစာတွေပေးစရာမလိုတော့ဘူး။ပြီးတော့ဒီလူသားတွေထက်ပိုပြီးတော့အလုပ်တွေ့ကျယ်တယ်ပေါ့နော်ပြုရှင်ဟင်မြန်နဲ့အရင်လဲနေဝပြီးတော့ ဒီပြဿနာကြီးဖြေရှင်းတာလည်းပို့ပြီးရောအားကောင်းလာမှာပေါ့နော်အဲ့တော့ဒီ AI တွေက2005ကျန်မှာလူသားတွေရဲ့နေရာမှာအစားထိုးပြီးရောဝေရောက်ပြီးရောအလုပ်လုပ်တဲ့အခါမှာအကျိုးအရှိဆုံးက ဒီပတ်စံရှိလူတန်းစားရေးအတွက်ပေါ့ဒါအဝင့်ပြောသွားတဲ့အချက်တွေက AI သုံးလို့ရှိရင်လူချမ်းသာရေးအတွက်အကျိုးရှိမဲ့အရာလေးအနည်းငယ်ပဲရှိသေးရဲ့အချက်ပို့ပြီးတော့ပတ်စံရှိလူတန်းစားရေးအတွက်အများကြီးအကျိုးရှိရဲ့အဲ့ဒီတော့လူလက်တန်းစားရေးအတွက်ကလူလက်တန်းစားရေးအတွက်ကလည်းအဆင်ပြေသေးရဲ့ brand နဲ့အညီ skill တွေကိုအဆက်မပြတ်လေ့လာနေရမယ် AI နဲ့စိုးမိုးလာတဲ့အချိန်မှာအလုံးတမာတော်တော်များများကဒီအလုံးမရှိရောဆိုပေမဲ့လူလက်တန်းစားရေးအတွက်က အဆင်ပြေတဲ့အချိန်တွေရအောင်ဒီရပေါ့ပြောမစို့အလုံးသမိုက်အကုန်လုံးနေရာမှာကိုစားထိုးလို့မရဘူးအဲ့တော့ skill တွေကလိုပဲပါ skill တွေလည်းဆိုလို့ရှိရင်အဓိကအားဖြင့် digital နဲ့ touch skills ပြောရလို့ရှိရင် soft skill နော်အဲ့ဒါပါလဲဆို leadership skill emotional intelligence creativity ပေါ့နော်အဲ့ skill တွေကလိုတယ်နောက်ထပ်တစ်ခုကကြာ manual and practical skill ပေါ့ အဲ့ရပိုင်းလဲဆိုရုံမှာ cooking တို့ beauty industry တို့အာလက်မှုပညာရေး electrical work တွေအဲ့လိုအရာမျိုးတွေကိုတင်ထားဖို့လိုတယ်ဒီခေတ်ကျော်သွားလို့ရှင်ထပ်ပြီးတော့ skill train ဖြစ်လာရရှိအောင်မယ် edge skill တွေကိုလည်းအဆက်မပြတ်လေ့လာပြီးတော့တင်ယူနေရမဟုတ်လို့ရှင်ဒီ AI နေစိုးမိုးတဲ့ခေတ်ကြီးမှာကိုကနောက်ောက်ကြကြံခဲ့မယ်အလုံးလက်မဲ့ဖြစ်သွားမယ်အလုံးတမန်းနေရာမှာကိုဖြစ်သွားနိုင်အဲ့အရာယူ ိထားပြီးတော့အမြဲတမ်းဟိုအဆက်မပြတ်လေ့လာနေရအဲဆိုလို့ရှိရင် အခြေခံလူတန်းစားတွေအတွက်ကောဒီ AI kit ကြီးစုံမိုးလာပြီဆိုရင်တအားစိုးရိမ်ဝယ်ရရှိရဲ့ ဖြစ်တခုပြောင်းလဲရတဲ့အမျှအရင်အိုးဆုံးထိခိုက်ရတာကအခြေခံလူတန်းစားရင်ပဲတိုးထလာတာပဲဖြစ်ဖြစ်တုံ့ယုတ်တာပဲဖြစ်ဖြစ်အရင်အိုးဆုံးထိခိုက်ရတာဒီအခြေခံလူတန်းစားရင်ပဲအရင်ထိခိုက်ရတယ်စစ်ဖြစ်လို့ရှင်လည်းအဲ့လိုပဲအရင်အိုးဆုံးအခြေခံလူတန်းစားရင်ပဲထိခိုက်ရတယ်ဒီတိုးတက်လာပြီး AI နေကိုလူသားအလုပ်သမားတွေညမှာစားထိုးလာပြီးဆိုလို့ရှင်ပထမအိုးဆုံးထိခိုက်မှာဒီအခြေခံလူတန်းစားရင်ပဲအဲ့တော့ ဘာလို့လုပ်ပေးလို့ရမလဲဒီခြေခံလူတန်းစားရဲ့အတွက်အဲ့ဒီရောက်တွေးရတော့မယ်ခုနကပြော cyber plan ကိုစောင့်ရရမယ်ပေါ့စောင့်ရမယ်ဆိုလို့ရှိရင်ဒီလူလက်တန်းစားရဲ့ခုနကတင်ရမယ့် skill တွေကိုသူတို့တင်လို့ရအောင်လုပ်ရမယ် ဒီအခြေခံလူတန်းစားရင်မှာအပေါ်ကပြောတယ်လူလက်တန်းစားရင်ဒီတည်ယူနိုင်တဲ့ဒီစကေးယူကိုတည်ယူနိုင်ဖို့အခွင့်အရေးမရှိဘူးသူကလူတိုင်းသိရဲ့အရေးခက်ရောင်မှာလူဖက်စီးနဲ့ပတ်သက်ပြီးတော့ဒါအဆင်ပြေနိုင်မလားဆိုတော့တွေးတောမှုတွေရတယ်ထပ်ပြီးတော့ရှိလာရဲ့အဲ့ဒါကြတော့ညာရင်းနဲ့တင်တဲ့တွေလက်ကူစွာမရနိုင်ဘူး AI နဲ့ဒီ digital scale တွေကိုတင်ပြီးဖို့အတွက်ဆိုလို့ရှိရင် data လိုနဲ့ ပြောရလို့ရှိရင်အဖီ time လို့ရပြောရှင် device တွေလို့ရအဲ့အရာကြီးတော်တော်များများကအခြေခံလူတန်းစားရင်မရှိဘူး traditional education system အကြောင်းလေအရာခင်းနဲ့ kait ယူမှုမရှိဘူးနံပါတ်1အခက်ခဲရောတစ်နှစ်လုံးမှာတစ်နှစ်စားရတဲ့အခြေအနေအခြေခံလူတန်းစားရကဒီ long term learning ထပ်ဆိုင်လို့ရှိရင်လက်ရှိသာဝန်နေရီအတွက်ကိုပဲသူတို့ဖြစ်ရှင်းတယ်။ဘောင်းထန်လန်းလေးကိုသူတို့တင်ဖို့အတွက်ချိန်ရှိဘူး။ဒီ cyber move တစ်ခုကလည်းသူတို့ကိုလောင်းထက်လန်းနေတင်ဖို့အတွက်အခက်အခဲတစ်ခုဖြစ်စေနောက်ထပ်တစ်ချက်ကကြတော့တင်းယူချင်းစိမ့်နဲ့အခွင့်အရေးကြာကွာခြားချက်ဒီအခြေခံလူတန်းစားတီကိုသိချင်ကြမရှင်းပြနိုင်ကြဘူးဒီလူပောက်ဖွယ်စီရ AI ဒီစုံမလာရဲ့ခေကြီးကဘယ်လောက်ကြောက်ဖို့ကောင်းလဲသိချာမရှင်းပြနိုင်တဲ့ခါမှာသူတို့က AI ကြောက်ဘာမှမသိမသိရတဲ့ခါမျိုးမှာဒီလိုတင်ယူလိုက်လို့ဒီလိုအကျိုးရှိမယ်ဆိုတာမျိုးလဲသူတို့မသိနိုင် ဒီဟာကိုတင်ဖို့အတွက်စိတ်အားထက်သန်မှုသူတို့မှလည်းရှိမနေဘူး။ဘာလို့လဲဆိုတော့မသိလို့လေ။အဲ့တော့ AI ခင်မှာအခြေခံလူတန်းစားရဲ့ဘယ်လိုမျိုးအသက်ရှင်နဲ့ cyber plan ဘယ်လိုဆွဲပေးလို့ရမလဲ။အမှောက်ဆုံးက freelancing platform YouTube တို့ပြောရရင် Google Digital Crash တို့ Khan Academy တို့အဲ့လိုပုံစံမျိုးတွေလုပ်ပေးလို့ရတယ်။ဒါပြောရရင် community based learning ပေါ့။အခြေခံလူတန်းစားရဲ့အတွက်အခါအမဲ့လေ့လာခွင့်ဒီပေါ့။ဥပမာပြောမယ်ဆိုရင်အပြင်သင်တန်းဖွင့်တယ်။အဲ့ဒီသင်တန်းမှာ အဲ့ဒီတရက်စာအတွက်လာတက်တဲ့သူတွေမနက်စာနေ့လယ်စာချွေးရဲအဲ့အပြင်ကိုမှ လာတက်တဲ့သူတိုင်းကိုလည်းနေစားသဘောမျိုးပတ်စံပြန်ပေးရပါအဲ့လိုမျိုးအရာတွေလုပ်ပေးတင်တယ်သူက freelancers opportunities ပေါ့နော် digital skill မလိုတဲ့ပညာရေးကိုလည်းသင်ပေးလို့ရတယ်အဲ့ရပါလေဆိုရှင် hammock protest တွေဆက်ချုပ်တာဆိုလို့ရှိရင်ရရကွာအဲ့ဒါကြတော့ local protest တွေလုပ်လို့ရတယ်ခုခင်တို့လက်မှုပညာတွေစားရှိအောင်မျိုးတွေလည်းတင်ပြလို့ရတယ်အဲ့တော့ဒီ plan ကတော့အခွင့်အရေးပေးကောင်းထန်ဖို့တင့်တယ်ဒါပေမဲ့ဟိုပြောတော့တလွဲတာတကယ်လည်း live လုပ်ဖို့ဆိုလို့ရှိရင်မလွဲဘူးဒီအကောင်လုံးကဒီအချက်မှာပူပေါင်းပြီးတော့ပါဝင်ပေးရမယ်အဲ့တော့ဒီ project ကိုဒီ date တော့ ရေဆွဲနိုင်စွမ်းအဝတ်မှမရှိဘူးဒါကလူတော်တော်များများကပူပေါင်းပြီးတော့ဆောင်ရွက်ရမယ့်အရာမျိုးဒါမဲ့နှစ်20ခန့်အဝတ်လည်းအသက်ရှင်နေအောင်ဆိုလို့ရှိရင်ဒီ project ကိုဒီ game plan ရေဆွဲနိုင်တဲ့သူတယောက်ဖြစ်အောင်တော့အခုကလေးကစူးစမ်းပါမယ်ပေါ့နော်အဲ့လိုကျေးဇူးတင်ပါတယ်အဝင်ဖြစ်ပါတယ်